ပေးမဲ့နွမ်းနေရှင်မှာအစ်စ်လက်ရတဲ့ခံစားချက်ကိုစဉ်းစားကြည့်ပါနောက်တနည်းမနဲ့နှုတ်ထလာတဲ့အခါစိတ်ကြည်လင်ပြီးဖန်တီးနိုင်စွာပြေဝါလာတာတွေကိုရောမှတ်မိပါသလားဒါမှမဟုတ်ညဘက်အေးပြက်ခဲ့ရင်နောက်တနည်းမှာစိတ်အာရုံစူးစိုက်ရခက်ခဲပြီးစိတ်ပစ္စည်းမှုတွေပုံမခံစားရတာမျိုးပေါ့ကြောင့်ဖူးပါသလားလူအများစုကအစ်စ်ချင်းဟာအနာယူတယ်လို့ပဲထင်ကြပါတယ်ဒါပေမဲ့အစ်စ်ချင်းဟာစိတ်ကျမ်းမာရေးအတွက်အရေးကြီးတဲ့အရှင်တစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်တင် မကဦးနှောက် ဲ့ပြည့်ပြည့်ဝတ်မှန်မှုဓာတုတက်ပစ္စည်းများထင်းကြီးရှင်းတဲ့စိတ်ခံစားမှုတွေကိုစီမံခန့်ခွဲရမှာအိဆက်ချင်းကဘလို့အခန်းကတည်းကပါဝင်နေတယ်လဲဆိုတာသိမတိကြပါဘူးမင်္ဂလာပါခင်ဗျာစီဆက် knowledge platform မှာကျေးဇူးပါတယ်အောင်မြင်တဲ့ဘဝအတွက်လက်တွေ့အသုံးချနိုင်တဲ့ဝူဒူတာတွေ e-learn တွေမျှဝေပေးနေပါတယ် ဒီတကာမှာတော့အိဆက်ချင်းနဲ့စိတ်ကျမ်းမာရေးကြားကဆက်နေမှုအကြောင်းကိုတေးဆိုင်ပြောပြသွားမှာဖြစ်ပါတယ်။ဘာကြောင့်အေယဝါမှာစိတ်ကြည်လင်ရတာလဲ။အေယပြရှင်ကစိတ်ပိုင်းဆိုင်ရာကိုဘယ်လိုထိခိုက်စေနိုင်တယ်လဲ။ပြီးတော့ပုံမကောင်းမွန်စွာအိဆက်နိုင်ဖို့နီလန်ကောင်းလေးတွေကိုပါမျှဝေပေးသွားမှာပါ။ လူတရားအယက်ပြတဲ့အခါခန္ဓာကိုယ်ထဲမှာစိတ်ဖြစ်စမှုအမှုတွေပုံမထုတ်လွှင့်လာပါတဲ့စန္ဒမှုတွေအရာတညာကိုဒင်းနိုင်တဲ့နေပြီးအရာတဲ့သူတွေမှာစိတ်ဖြစ်စမှုအမှု39ရာခိုင်နှုန်းအထိတိုးလာတာတွေ့ရပါတယ်စိတ်ဖြစ်စမှုအမှုကစိတ်တင်းကျစေပြီးစိုးရိမ်စိတ်တွေထိုးရွားတဲ့စိတ်ခံစားချက်တွေဖြစ်စေပါတယ် ုတေသနာတွေ့ရှိချက်အရမြဘက်မှာအိဆက်မှုပြဿနာရှိတဲ့သူတွေဟာစိတ်သက်ကြဆင်းမှုဖြစ်နိုင်ရှိ30မှ50အထိမြင့်မားလာပါတယ်။အိဆက်ရှင်ကစိတ်ခံစားချက်တွေကိုထင်းကြီးပေးနေတာပါ။မြဘက်မှာအိဆက်မှုမမှန်တဲ့သူတွေကအပြုတ်တဘောဆောင်တဲ့အမြင်နဲ့အပြက်တဘောဆောင်တဲ့အမြင်ကိုပုံမအာယုံစိတ်သက်ပါတယ်။ အရင်မွားတဲ့သူတွေမှာဦးနောက်ရဲ့အရှိပိုင်ဆိုတဲ့စိတ်ခံစားချက်ထင်ဆုပ်တဲ့နေရာမှာအလုံးလုံးပုံနှေးကွေးသွားပါတယ်။ထင်ရှားတဲ့စံတမှုတစ်ခုမှာတညလုံးမေးရတဲ့လူတွေဟာမကုံတဲ့ပုံရိပ်တွေကိုပြတဲ့အခါကြောက်ရွံ့မှု60ရာခိုင်နှုန်းတိုးလာကြတွေ့ရပါတယ်။ဒါကြောင့်အရင်မွားရင်လူတွေဟာပုံမှန်ဒေါသထွက်လိပြီးအကြောင်းနဲ့စိတ်မတည်ငြိမ်တာတွေဖြစ်ပါတယ်။ လူတယောက်အတွက်9နိုင်ကနီ9နိုင်အတွက်အစ်ဆက်ဖို့ပညာရှင်တွေကအကြံပြုကြပါတယ်အနည်းဆုံး9နိုင်အစ်ဆက်ချင်းပြီဟော်မုန်းဓာတ်တွေကပုံမှန်ဖြစ်လာပြီးစိတ်ခံစားချက်ကိုအထောက်အကူပြုတဲ့ဦးနှောက်ဓာတုတ္တပစ္စည်းတွေ ပုံမှန်ထုတ်လွှင့်လာပါတယ်လေလာရှဲအရာပုံမှန်9နှစ်တည်းအိတ်တဲ့သူတွေဟာအရေးမောအသူတွေတဲ့စိတ်ကျန်းမာရေးပြဿနာ23ရာခိုင်နှုန်းနေတာတွေ့ရပါတယ်လုံလောက်တဲ့အိတ်ဆက်မှုရှိချင်းဖြစ်စီရိုတိုနင်နဲ့ဒိုပါမင်လိုဓာတ်ပစ္စည်းတွေမျက်သားစွာထွက်ပြီးပျော်ရွှင်လမ်းဆန်းမှုကိုခံစားရပါတယ် အရေးပြည့်ချင်းသည့်ကုနာမှအန်ဒီပြည့်ချင်းကြောင့်အချက်ပြတဲ့စနစ်ကိုကျေစီစေပါတယ်။24နှစ်ကြာအရေးမောရတဲ့လူတွေမှာ ပြင်ပနှုတ်ဆော်မှုတွေကိုတုတ်ပြန်တဲ့အခါအန်ဒီအချက်ပြတဲ့ဥနောက်အစိပ်ပိုင်းဖြစ်တဲ့အမိုင်းဒေလာရဲ့လုပ်ငန်းတွေ30ရာခိုင်နှုန်းတိုးလာတာတွေ့ရပါတယ်။ဒါကြောင့်အရင်ဆိုးရတဲ့အခြေအနေတွေကိုစဉ်းစားတက်လာကဆိုးရင်ဆက်အဆင့်မြင့်မားလာပါတယ်။ ိတ်ရှိမမှန်ရှင်းရာစိတ်ပျက်စီးမှုဟော်မုန်းပမာဏကိုမြင့်တက်စေပါတယ်။ဒါကိုဖြေရှင်းဖို့အောက်ပါနီလန်းတွေကိုသုံးနိုင်ပါတယ်။အရာမဝင်ခင်တနာယီလောက်ကို ဖုန်း၊တက်ဘလက်၊ကွန်ပျူတာ၊ TV ကြည့်ခြင်းများကိုရပ်ထားပါ။ညစဉ်တူညီတဲ့အချိန်မှာအရာဝင်ဖို့ကြိုးစားပါ။အိတ်ကန်းကိုအမောင်ဖြစ်အောင်တိတ်ဆိတ်အောင်လှုပ်ထားပါ။တနည်းကိုအနည်းဆုံးမိနစ်30လောက်လေးလေးပင်ပင်နေကျင်ခန်းလှုပ်ရှင်းဖြင့်ညအိတ်ဆက်မှုကိုလည်းအထောက်အကူပြုစေပါတယ်။ဒီနီလန်းတွေကတဘာဝကြတဲ့နိဖ ဖြစ်အိဆက်မှုကိုထင်းကြီးပေးတဲ့အရာမှာကောင်းမွန်စေပါတဲ့အဲ့ဒီစင်မှာဦးနောက်တက်ကအစိတ်တောက်တွေကိုဖိရှားတဲ့ဖြစ်စဉ်ဖြစ်ပေါ်နေပါတဲ့သိပ္ပံပညာရှင်တွေကခေါ်တဲ့ glephitis ဆိုတဲ့စနစ်ကတနစ်တာလှုပ်ရှားမှုအကြောင်းဖြစ်ပေါ်လာတဲ့ဦးနောက်ဆွန်ပစ်ပစ္စည်းတွေကိုတန်းစင်ပေးပါတဲ့အဲ့ဒီစင်မှာဦးနောက်ဆေးတွေ60ရာခိုင်နှုန်းကျုံသွားပြီး ခုနောက်ရဲ့အရေးစီစဲမှုလမ်းကြောင်းတွေကလည်းကျေလာပါတယ်။ဒီလိုနဲ့ protein မြင့်တစ်ခုလိုအစိတ်အတောက်တွေနဲ့အစာဓာတုပစ္စည်းတွေစံပြေပစ္စည်းတွေကိုဖိရှားပေးပါတယ်။ဆက်တမ်းမှုတွေအရာအရေးဝါရှင်ကဒီစနစ်ကိုပိုကောင်းစေပြီးနိုးလာတဲ့အခါစိတ်ကြည်လင်နေတာကို တွေ့ရပါတယ်။အရေးမွားတဲ့အခါမှာတော့ဦးနောက်ထက်မှာအစိတ်အတောက်တွေစုပုံလာပြီးဆုံးဖြတ်ချက်ချမ်းနိုင်စွမ်းကိုထိခိုက်စေပါတယ်။ညဘက်မှာအိမ်မပျော်တဲ့အခါနောက်တနည်းစိတ်ကြည်လင်မှုကိုထိခိုက်စေပြီး အထက်ပိုင်းဦးနောက်အပြင်လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာလှုပ်ဆောင်လာပြီးလျှော့နေသွားပါတယ်။ Stanford University ကသူတေသနာအရအေးရပြတဲ့သူတွေက အလုတ်လုတ်ရီအမပမာဏ40ရာခိုင်နှုန်းပိုများပြီးအာယုံစူးစိမ့်မှု30နှစ်ရာခိုင်နှုန်းလျော့နေကြောင်းတွေ့ရပါတယ်။ညဘက်အေးမဝတဲ့အခါဦးနောက်ကခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ဇီဝကမအဖြစ်စင်များရှင်းလင်းဖို့အချိန်မရတော့တာကြောင့်နောက်တနည်းမှာတော့မူးဝေနေတယ်လို့ခံစားရပြီးစိတ်ကြည်လင်မှုကိုထိခိုက် စေပါတယ်။တညလုံးမအိတ်တဲ့သူတွေဟာအရဲ့မှုနဲ့သူတလားအယုံစူးစိမ်မှုနဲ့တုတ်ပြတ်မှုနေကွေးတယ်လို့သူတေသနတ်တွေကဆိုပါတယ်။ အိဆက်ချင်းကမှန်ညံလို့ခေါ်တဲ့ဦးနောက်ရဲ့အစိတ်အပိတ်မှာတနစ်တာတင်ယူခဲ့ရတဲ့အရာတွေကိုတင်ဆက်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။အိဆက်နေစဉ်မှာဦးနောက်ကနိခင်ကမှတ်ထားတဲ့အရာတွေကို replay တုတ်ပြီးရရှိမှန်ညံဖြစ်တင်ဆက်ပါတယ်။ Have met DK school ကလေ့လာမှုအရာကောင်းကောင်းအိဆက်တဲ့သူတွေဟာအေးရမဝဘဲစာကြည့်တဲ့သူတွေထက်စာမေးပွဲအမှတ်၄၀ရာခိုင်နှုန်းပိုမိုကောင်းမွန်တာတွေ့ရပါတယ်။ငင်းငင်တင်ငင်းတာအာယုံပြောင်းလဲတာသခင်အမှတ်ရလွေတဲ့အရာတွေကိုပါမှတ်မရ ရားတော်တာတွေကအရင်မွားရှင်ရဲ့လက္ခဏာတွေဖြစ်ပါတယ် အေးပြေရှင်ကလူမှုဆက်ဆံရေးတွေမှာစိတ်ဆက်လေစေပါတယ်။အေးမွားတဲ့အခါစကားပြောဆိုမှုတွေမှာအကောက်ကြံများပြီးအစားသူတွေရဲ့ခံစားချက်ကိုနားလေနိုင်စွန်းစနစ်ရာခိုင်နှုန်းထိကျဆင်းတာတွေ့ရပါတယ်။ UC Berkeley တက္ကသိုလ်ကသူတေသနအရအေးမွားသူတွေကအစားသူတွေရဲ့မျက်နှာအမူအရာကိုမှန်ကန်စွာဖန်နိုင်စွန်း30ရာခိုင်နှုန်းရောကြတာတွေ့ရပြီးအဲ့ဒါကလူတွေရဲ့ဆက်ဆံရေးမှာအခက်အခဲတွေဖြစ်စေပါတယ်။အေးပြတဲ့အခါဦးနောက်ထက်က င်းသိဆက်ဆက်မှုအတွက်အရေးကြီးတဲ့ကိစ္စလေးတွေကိုတောင်းစိတ်ဆိုးလွေပြီးရင်းခုန်တက်လာပါတယ် အေးအေးမဝတဲ့အခါမှာမှန်ညံပေါ်မှာလဲတရားမှုရှိပါတယ်။ညာကတင်ယူခဲ့တဲ့အချက်တွေဆက်ရှင်မေးသွားနိုင်တယ်။အဓိကကြားတဲ့အချက်တွေကတော့ရေတူမှန်ညံကနေရေရှည်မှန်ညံကိုပြောင်းတဲ့လုပ်ငန်းစဉ်က exit နေစဉ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ရုပ်ပိဆိုင်ရာစိုးကျိုးတွေလည်းရှိပါတယ်။ညာအိမ်မပြောတဲ့သူတွေမှာတုတ်ပြန်မှုနှေးကွေးလာတာလက်ကင်ဖုံးလိုမျိုးဆက်ပစ္စည်းတွေအတုပ်ပြူရမှာပိုလို့အမားလောက်လာတာပုံမှန်တဲ့နှစ်ဆက်အာယုံစိုက်ဖို့စူးစမ်းရတာတွေလည်းဖြစ်လာပါတယ်။ဒါ ြင်အရေးမဝတဲ့အခါမှာစိတ်တည်ငြိမ်မှုလည်းရော့နေလာပါတယ်။ဘာကြောင့်လဲဆိုတော့စိတ်ခံစားမှုကိုထင်းကြီးတဲ့ဥနောက်ရဲ့အစိတ်ပိန်းတွေကပုံမှန်အလုပ်မလုပ်တော့ပဲပုံပြီးစိတ်ဆိုးလွေစိတ်ညစ်လေလာတယ်။မှတ်တရမဲ့အဓိကအချက်ကအရေးပြတ်တာတညတည်းဆိုရင်တော့တရားမှုခဏပဲဖြစ်ပေမဲ့စက်တဲ့ညတည်းမှာအရေးမဝရင်တော့စိုးကျိုးတွေစုပေါင်းလာပြီးကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်နိုင်ပါတယ်။ အေးမွားရှင်နဲ့စိတ်ကွင်းဆန်ရာယောဂများဆက်ဆက်နေတယ်ဆိုတာသူဧတနာတွေကထက်ခါထက်ခါပြတ်သက်နေပါတယ်။တိတ်မကြခြင်းကလေးလရှဲတစ်ခုအရာညတိုင်း9နာရီအောက်အဲ့တဲ့သူတွေက စိတ်ကြက်ယောဂဖြစ်နိုင်စဉ်30%ဆအထိမြင့်တက်နေတာပြည့်ရှိခဲ့ပါတယ်။ဒါဟာတိတ်ကိုစိတ်ဝင်စားစရာကောင်းတဲ့သူဧတနာပြည့်ရှိချက်ပါ။တကယ်တော့အေးမွားရှင်နဲ့စိတ်ကြမ်းမာရေးကြားကဆက်နွယ်မှုဟာတစ်ဖက်သက်မဟုတ်ပဲနှစ်ဖက်လက်ပတ်သက်နေပါတယ်။အိမ်မပြောလို့စိတ်ကြက် ကျမ်းနိုင်တယ်လို့စိတ်တက်ကျမ်းနေတော့လေအိမ်မပြောဖြစ်နိုင်ပါလေရေရှည်အေးရေးမွားရေစိတ်ပိုင်းဆိုင်ရာစိုးစိုးတွေကဘာတွေလဲဆိုတော့အေးရေးမွားသူတွေမှာစိတ်ကြယောဂဖြစ်နိုင်ပါတယ်အိဆက်ဆင်းရာစိတ်ခံစားမှုတွေကိုထိညိပေးတဲ့ဟော်မုန်းတွေထောလုံးမှုနဲ့ဆက်ဆက်နေလို့ပါဆိုရင်စိတ်တွေတင်းနေတဲ့ပြဿနာလေးတွေကိုတော့မှအလွယ်အမင်းဆိုရင်တက်လာပါတယ်စိတ်ပစ္စည်းမှုကိုပုံမခံစားရလွယ်ပြီးစိတ်တက်ရန်တင်းမှုဖြစ်နိုင်ရှိပုံများပါတယ်ပုံမှန်တဲ့စိတ်တို့လေတော့ တာထွက်လေ အသေးအပွေကိစ္စလေးတွေကိုတော့မှစိတ်ဆိုးတက်လာတယ်။သူစားတဲ့အချက်ကအရေးဝအောင်အိလက်ယုံနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာအများကြီးတက်တာသွားနိုင်ပါတယ်။ဒါကြောင့်စိတ်ကျန်းမာရေးအတွက်အိဆက်ရှင်ကအရေးပါတဲ့ကုသမှုတစ်ခုလို့တောင်ပြောလို့ရပါတယ်။အရေးမဝရှင်နဲ့အရေးပြက်ရှင်တွေကစိတ်ကူးညံတဲ့ဖန်တီးနိုင်စွမ်းကိုတိတိတတ်တာထိခိုက်စေပါတယ်။ပထမဆုံးတတိပြုရမှာကအရေးမဝတဲ့အခါအာယုံဆူဆိတ်နိုင်စွမ်းတိတိတတ်တာကျဆင်း င်းသွားပါတယ်။ဒါဟာတီထွင်ဖန်တီးမှုအတွက်အခြေခံကြဆုံလိုအပ်တဲ့အချက်တစ်ခုဖြစ်ပါတယ်။အကျံစီအတိတ်တစ်ခုကိုစူးစီးဖန်တီးဖို့စံတီတဲ့အသွေးအမြင်တွေကိုမြင်တွေ့ဖို့ဦးနာဟာနှင်းနှင်းကြည်ကြည်အနာယူခွင့်ရဖို့လိုအပ်ပါတယ်။ဒါအပြင်အရေးပြတဲ့အခါစိတ်ရှည်တီးခန့်နိုင်ဖို့နေပါလာပြီးပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါအလွေတကူစိတ်ပြေလာတတ်ပါတယ်။တကယ်တော့ဖန်တီးမှုဆိုတာကြိုးပမ်းမှုအကျင့်ကျင့်ပါဝင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တာကြောင့်ဒီ အပိုင်းမှာထိခိုက်တာဟာခံတိမှုစွန့်ရင်ကိုကြီးမားစွာတက်ရောက်စေပါနဲ့ ိဆက်ရှင်ကစိတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။လုံလောက်တဲ့အိဆက်မှုကစိတ်ပိုင်းဆိုင်ရာပြန်လည်နှလန်ထမှုကိုဖြစ်စေပြီးခံစားချက်တွေကိုစီမံခန့်ခွဲနိုင်စွာဆုံးဖြတ်ချက်ဆက်နိုင်စွာစိတ်ကူးဉဏ်နဲ့ဖန်တီးနိုင်စွာတွေကိုမြင့်တင်ပေးပါတယ်။အရေးပြရှင်ကတော့စိတ်ခွန်အားကြက်စင်ရှင်စိတ်ဖြစ်စမှုကိုပုံမှန်ခံစားရရှင်စိတ်ကူးဉဏ်နဲ့ဖန်တီးနိုင်စွာတွေကိုရော့ကျရှင်တွေကိုဖြစ်ပေါ်စေပါတယ်။ပုံမှန်အိရှင်နိုးရှင်တတ်မှတ်ရှင်အိယာမဝင်ခင်စခင်တွေဆုံးကြည့်ရှင် တဏိတလေးချင်းခံလှုပ်ရှင်တရားထိုင်ရှင်စတဲ့ကောင်းမွန်တဲ့အလေးအကျင့်တွေကိုလိမ့်လာရှင်ဖြစ်စိတ်ကျမ်းမာရေးကိုကောင်းမွန်အောင်ထိမ့်သိမ်းနိုင်မှာဖြစ်ပါတယ်